ရာသီဥတုပြောင်းလဲမှုကြောင့်အာရှမှာအာဟာရချို့တက်မှုပုံမိုဆိုးရွားလာစေပြီးကလေးတွေဟာကျန်းမာရေးနဲ့စားနပ်ရိက္ခာစနစ်ပြိုကွဲမှုတံကိုခံနေရတယ်လို့ကုလသမဂ္ဂကလေးငယ်များဆိုင်ရာအေဂျင်စီ UNICEF ကပြောပါတယ်။ဒေတာရင်းအလယ်မြန်ဖွံ့ဖြိုးတိုးတက်မှုရှိပေမဲ့လည်းကလေးငယ်တွေဟာလိုအပ်တဲ့အာဟာရဓာတ်မရရှိသေးဘူးလို့အရှေ့အာရှနဲ့ Pacific Data ဆိုင်ရာ UNICEF အာဟာရအကြံပေး Roland Kubaka ကမေလ6ရက်နေ့က CNN သတင်းဌာနကိုပြောကြားခဲ့တာပါ။ ရာသီဥတုပြောင်းလဲမှုကြောင့်ကျန်းမာရေးစနစ်တွေပေါ်ဖိအားတွေပုံပုံများလာပြီးယောဂကူးစက်မှုတွေဖြစ်လာနိုင်တဲ့အန္တရာယ်များတယ်လို့စင်ကာပူမှာပြုလုပ်တဲ့အခမ်းအနားတစ်ခုမှာရိုလန်ကူကာကပြောဆိုခဲ့တာဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲရာသီဥတုပြောင်းလဲမှုကြောင့်စားနပ်ရိက္ခာစနစ်တွေထိခိုက်ရပြီးစားနပ်ရိက္ခာအရေအတွင်းနဲ့အရေအတွက်ရောကျမှုနဲ့ကြုံနေရတယ်လို့သူကဆိုပါတယ်။အာရှမှာ ကလေးတွေဟာအာဟာရချို့တဲမှု ပြဿနာဟာအရေးပိုကြီးလာပြီး ကလေးငယ်16တန်းပြင်းပြင်းထန်ထန်အဟာရချို့တက်နေတယ်လို့သိရပါတယ်။ကလေးငယ်တွေကြားဗီတာမင်နဲ့သတ္တုဓာတ်ချို့တက်မှုတွေပိုများနေစေဖြစ်တယ်လို့လည်းဆက်လက်ပြောကြားခဲ့ပါတယ်။